ားအလုံးမင်းမင်္ဂလာပါရေဝရှမ်းလေးမှာအပြန်လဲကျေစုလိုက်ပါတယ်ဒီကနေ့ကျွန်တော်15ရက်နေ့ဒီကနေ့မှာတော့ကျွန်တော်ရဲ့မိဘနဲ့ကျွန်တော်ညီကိုမောင်မတို့အကြံဖက်စစ်ခွေးတက်ကတရင်တရင်လုံးအလင်းဝင်လိုက်တယ်ဆိုတဲ့သတင်းသင်ပြပေးမှာပါဒီစင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အရခမြေပြေကြောက်ဖြူမှာဆိုတော့ ULAAA ရဲ့ထိုးစစ်ကိုမခုခံနိုင်တော့လို့လား ဒါမှမဟုတ်အခြားအကြောင်းအရာရှိနေတာဆိုတော့ကျွန်တော်တို့အတူတူဆွေးနွေးကြမှာဖြစ်တယ်ဗျစိတ်ဝင်စားစရာအချက်တစ်ချက်ကကျွန်တော်တို့69တမမှုစကြောရင်းမှာအထူထောင်းခံနေရတဲ့အချိန်တေတန်တော်မှကြခံရမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေတဲ့အချိန်မတိုင်းချောင်းတရင်မှုနဲ့မိသားစုဝင်တွေလည်းအဖမ်းဆီးခံနေရတဲ့အချိန်တို့အချင်းချင်းခွေးချင်းချင်းပြန်ဖမ်းနေကြတာเนาะကျွန်တော်မြင်ပါ လက်ရှိအချိန်မှာတော့ကြောက်ဖြူတယင်းမှုကတော့ရှင်းပါတယ်မြင်မြန်ဆန်ဆန်ပဲအလကတက်တော့ AA ULAC မှာအလင်းဝင်လိုက်ပါတယ်ဟာအပေါ်ကကကောင်းနေကတော့ surprise တိုက်ခိုင်လိုက်ရတာပါဒီကြောင်းလေးကိုကျွန်တော်တင်ပြပေးပါမယ်နောက်ထပ်ဒင်းတစ်ခုကတော့ကျွန်တော်တို့ပြည်သူလူထုနဲ့အကြမ်းဖက်စစ်ခွေးတက်ရဲ့အယိုးရင်ကိုက် view sorty ကောင်တွေ ဒါတွေကိုကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေဘလို့ခွဲခြားပြီးတော့ဘလို့ဖမ်းဆီးခဲ့လဲဆိုတော့ဒီကနေ့စင်ပင်ကျောင်းပြူစောတီရွာကိုကျွန်တော်တိုက်ခိုက်သိမ့်ပိုက်ပြီးတဲ့အချိန်မှာဂျူ78ကောင်ကိုဖမ်းဆီးထိန်းသိမ်းလိုက်တဲ့အကြောင်းကိုကျွန်တော်တင်ပြပေးပါပါဒီသတင်းကလည်းရေးကြည့်တယ်ဘာကြောင့်လဲလက်ရှိကျွန်တော်တို့ဒါရှိကိုဆက်နေတဲ့စစ်စင်ရေးတွေနဲ့ပုံမြောက်တိမြောက်ယနေ့တိုင်ကျွန်တော်တို့ပြည်သူလူထုကိုအကြမ်းဖက်စစ်ခွေးရဲ့ ဘာမှမဟုတ်တဲ့အာနာကိုအလွဲသုံးစားလုပ်ပြီးတော့ပြိနှိပ်နေတဲ့ကောင်တွေသင်ငန်းစာရယူဖို့ဒီအကြောင်းကိုကျွန်တော်တင်ပြပေးမှဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုသုံးထိဝင်ကြည့်ကြည့်ကျွန်တော်မိဘတဦးချင်းစီတိုင်းကို delete စာဖိတ်ခေါ်လိုက်ပါတယ်။ဒီနေ့က Super Sunday Holiday ဒါရုပ်ငလုံးငန်းစင်တွေကိုလောက်ကန်နေတဲ့ကျွန်တော်ရဲ့ညီကိုမောင်နှမတွေရဲ့ဒါရုပ်ပိရဲ့ဆိုတော့ဒီလိုရမျိုးမှကျွန်တော်တို့အမြဲတမ်းမိသားစုဝင်အချင်းချင်းဆွေးနွေးတိုင်ပင်နေတဲ့ပုံစံလေးနဲ့သွားမှာပါ။ ဟုတ်ပြီဒါဆိုရင်ကျွန်တော်မိဘတွေကိုကျွန်တော်အရင်ဦးဆုံးဘင်းကုန်းလေးတစ်ခုမေးချင်ပါလေကျွန်တော်မိဘပဝင်းချင်မှာမြန်မာနိုင်ငံအတွင်းထဲမှာနော်ဘူဇော်တီဆိုတဲ့ကောင်တွေပြီးတော့အချမ်းဖတ်စစ်ခွေးတက်ရဲ့ဒေါက်တိုင်တွေရှင်းမရောက်နောက်မရောက်အယုံရင်ကိုက်နေတဲ့ကောင်တွေရှိတယ်မဟုတ်လားဗျ Yes or no ရှိသည်မရှိဘူးကျွန်တော်ရဲ့ဗီဒီယို comment မှာရေးပေးခဲ့ပါအဲ့ဒီစည်ရင်းတွေဟာကျွန်တော်မိဘပြည်သူတွေလှုပ်ထားမှစည်ရင်းဖြစ်တယ်ဗျဒီကနေ့ရဲ့ ဒါကျွန်တော်ရဲ့ညီကုန်းကျုံမှာကျွန်တော်တင်ပြသွားမယ်ရွှေဘိုမှာရှိတဲ့ view 18កောင်ကိုပြည်သူနဲ့ခွဲပြီးတော့ဖမ်းလိုက်တဲ့အကြောင်းတင်ပြမှာမဟုတ်လို့ပါဟုတ်ပြီရမဦးစွာကျောင်းပြပြည်သူတွေအတွက်ဝမ်းသာခုံယူစရာသတင်းနဲ့ပဲကျွန်တော်အစာပြုချင်ပါတယ်အဲ့ဒါကတော့အရခညီပေါ်မှာအကြမ်းမဖက်စစ်ခွေးတက်အားတရင်တရင်လုံးနှီးပါအလင်းဝင်လိုက်တယ်ဆိုတဲ့အကြောင်းပါကျွန်တော်တရင်တရင်လုံး တရင်မှုကဥဆောင်ပြီးတော့လင်းဝင်လိုက်တယ်ဆိုတာကလည်းဒါကျွန်တော်တို့တော်လန်ရေးကာလမှာအလုံးကိုရှားပါတဲ့ဖြစ်မျိုးပါဒီတိုက်ပွဲသတင်းတွေနဲ့ဒီအခြေအနေကိုကျွန်တော်မပြောခင်မှာကျွန်တော်မိဘတွေတမ69တမမှုကိုအချမ်းဖက်စစ်ခွေးတက်ကလက်ရှိဖန်စီစစ်စစ်နေရဲဆိုတာကျွန်တော်မိဘတွေကိုကျွန်တော်တပြခဲ့ပြီးပြီအားလုံးလည်းသိရှိမယ်လို့ကျွန်တော်ယုံကြည်ပါတယ်သူကဖန်စီစစ်စစ်မှုတွေအတွင်းမှာ တို့ရဲ့ခွေးတက်ကိုပြန်ပြီးတော့ပုံကံမယ်ဆိုတဲ့ဒါတို့ဆွဆွဲချက်တွေအများအပြားနဲ့သေတံတိချမှတ်ဖို့စီစဉ်ထားတဲ့အကြောင်းကိုလည်းသတင်းတွေထွက်ပေါ်နေတာဖြစ်တယ်ဒါကတို့တက်အတွင်းထဲမှာတို့ခွေးချင်းချင်းကြိုက်နေတာခွေးချင်းချင်းဖမ်းတဲ့ပွဲဒါနဲ့ပတ်သက်ဆက်နွယ်ပြီးတော့ကျွန်တော်တို့မတိုင်းကြောင်းမှာရှိတဲ့တရင်မှု အဖမ်းခံရတယ်တရင်မှုရင်မဟုတ်ဘဲနဲ့တရင်မှုရဲ့မိသားစုဝင်တွေပါအကုန်လုံးကိုဖမ်းလိုက်တာဖြစ်တယ်ဖြစ်ပြက်နေပြီကျွန်တော်ကပြောတယ်တက်ကပြက်နေပြီဘိုးဆာကျွန်တော်ပြည်သူရဲ့အာဏာကိုတင်လိုက်တဲ့ကအဲ့ဒီတက်ကပြက်သွားတာဘာကြောင့်လဲဒီတက်ကိုကျွန်တော်ပြည်သူကလုံးဝမှလက်မခံတော့ဘူးပြည်သူလူတွေရဲ့စံနာကိုစန့်ကျင်လိုက်တဲ့အတွက်အော်တိုမက်တစ်ပြက်သွားမှာဖြစ်တယ် ဒါဟာပြည်သူရဲ့မိပြည်သူရဲ့အာဏာဖြစ်တယ်။ဟုတ်ပြီ။ဒါဆိုရင်တော့ဒီနေ့ကျွန်တော်တို့ရခိုင်မြေကြောက်ဖြူမှာတရင်မှုဥဆောင်ပြီးတော့အလင်းဝင်လိုက်တဲ့ဆိုတော့ဒီတရင်မှုကအဲ့ဒီအရှိမဆန့်လွယ်မှုတွေနဲ့ပတ်သက်မှုတွေနဲ့ဟောသူလုကင်းပါမလားအာနာရှင်တွေဟာ တို့အာနာတီမြဲဖို့ဒါမှမဟုတ်တို့မယုံကြည်မစိတ်ချရဘူးဆိုလို့တို့သတ်မှတ်လိုက်တဲ့သူတွေကိုကြက်ပြောက်ညက်ပြောက်ဖြောက်ခဲ့တဲ့တမန်ကျွန်တော်နိုင်ငံတွင်းမှာရှိတယ်။ပြီးတော့တို့ကိုစန့်ကျင်တယ်လို့ဒါလုံးရမဟုတ်သေးဘူးနော်တက်သိမရသေးဘူးတန်တရာဝင်တာနဲ့တက်ဖြက်လိုက်တယ်ပြီးတော့ဇက်မြုပ်လိုက်တာတွေဖြုတ်တော့တက်လုတ်ခဲ့တယ်ဆိုတာကျွန်တော်နိုင်ငံတမိုင်းမှာတတိကြီးတန်အများကြီးရှိတယ်။ဘုရင်ရေးမယ်ဆိုရင်တော့မှတစ်ထောင်တစ်ညလောက်ကြာသွားနိုင်တဲ့အခြေအနေတွေ ျောင်းရဲ့မိဘတွေလည်းတည်တည်လောက်သိပါတယ်။ဒါဆိုရင်တော့လက်ရှိကြောက်ပြူတိုက်ပွဲကလည်းပြင်းထန်နေတယ်။ဒီတိုက်ပွဲအတွင်းမှာလည်းပဲအာရကတက်တော် AA ရဲ့စီရင်ဆိုင်ရာဂျူဟာကြကြအုံပြူသွားတဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့ဒီကောင်တွေအသက်ရှင်တန်နိုင်ဖို့အတွက်အလင်းဝင်လာလား။ဒါကတခြားရှေ့မှာကျွန်တော်တင်ပြခဲ့တဲ့သူတို့ရဲ့တမမှု ။အပိုင်းကောင်းကတရင်မှုထားပြင်မိသားစုဝင်တွေပါဖမ်းခံလိုက်ရတဲ့အခြေအနေလက်ရှိစကြောရေးမှထူထောင်ခံနေရတဲ့အခြေအနေအစိုးရသားကတည်တံထိပ်ပေးမယ်လို့သတင်းတွေထွက်ပေါ်လာတဲ့အခြေအနေတွေရဲ့နောက်ဆုံးဆုံးကပ်မှာတော့ကြောက်မှုတရင်မှုကတော့ခတ်သက်သက်လက်မြန်စွာနဲ့ပဲတရင်တရင်လုံးကိုဥဆောင်ပြီးတော့အလင်းဝင်လိုက်တာလားကျွန်တော်တော်လန်ကြီးอ่ะ အရန်ကိုစိတ်ဝင်စားဖို့ကောင်းတခါတည်းမှာကြည့်တော့အရှုံးမြတ်ကြီးတယ်အရင်းနှီးများတယ်လို့ထင်ရပေမဲ့နောက်တစ်ချိန်မှာအာနာရှင်ဆိုတဲ့အတုံးနှုံးကိုကျွန်တော်တို့ရဲ့မျိုးဆက်တွေမမြင်ရဘူးတနက်ကင်ပြီးတော့အုတ်ချုပ်တဲ့သူတွေကျွန်တော်တို့နိုင်ငံအတွင်းမှာမရှိဖို့အတွက်ကျွန်တော်တမိုင်းတင်ငန်းစာတွေနဲ့လက်ရှိအခြေအနေတွေပါကျွန်တော်အကုန်လုံးကိုသုံးသပ်နေကြရတာဖြစ်တယ်ဒါကြောင့်ကျွန်တော်ရဲ့မိဘတွေကိုဝိုင်းပြီးတော့စဉ်းစားစေချင်တာ ။ဒါဆိုရင်ဒီချက်နှစ်ချက်မှဘယ်အချက်ကိုကျွန်တော်မိပါသည်ပို့ပြီးတော့အဲထင်မြင်ယူဆမိပါလေ။ဒါဆိုရင်တော့ကျွန်တော်ကြောက်ဖြူတိုက်ပွဲအကြောင်းကိုနင်ပြပေးပါမယ်။အဲဒီကြောက်ဖြူတိုက်ပွဲမှာအရကတတ်တော့ AA ရဲ့စစ်စင်ရေးအခြေအနေသူတို့ပြောင်းမြောက်တဲ့စီရေးကြောင်းအဲ့ဒီကောင်လေးကြာဆုံးသွားရတယ်လို့ပြောမယ်ဆိုရင်လည်းမှန်ပါဘာမှရှေ့ရက်တွေမှာကျွန်တော်ကြောက်ပြူ တိုက်ပွဲကိုဆင်နွှဲတဲ့အခါမှာအဂျန်ဖက်စစ်ခွစ်တဲ့အချောက်မျိုးတွေးမှရှိတဲ့အဲသူတို့တွေစစ်မှုထမ်းဖို့တရားဓမ္မခေါ်ထားတဲ့သူတွေရောပြီးတော့စစ်ကူတနိုင်ငံလုံးမှာစုဆောင်းထားတဲ့သူတွေကိုသူတို့တွေပေးပို့ပြီးတော့ခုခံနေကြရတယ်။ဒါအပြင်အဲလုံကြုံရေးအမိခံတေလနဲ့ကန်အဖွဲ့စည်းတွေနဲ့ဤပညာပါရယူပြီးတော့ ULAA ရဲ့ထိုးစစ်ကိုခုခံနေသေးတယ်။ဒီအချိန်မှာအခက်တက်တော့ AA ဟာပုံမှန်အတိုင်းပဲစစ်စင်ရေးကို စင်နွဲနေတာသူတို့တက်အင်အားအလုံးကြီးမတုံးဘူးကျွန်တော်စေးလေးလာတုံးတဲ့သူတွေနဲ့ကျော်တော်လန်သောအချို့သောသူတွေတော်မှဒီပေါ်မှာစဉ်းစားစရာဖြစ်သွားတယ်ဟာလေအရင်တော့ကအရကတက်တော့အေးအေးတိုက်တာဒီလိုမဟုတ်ဘူးလေအင်းနဲ့အားနဲ့အလုံးကြီးချက်ကျွန်တော်ကလည်းလုံးတဲ့ဗီဒီယိုဖိုင်လေးမြူးမှာပါတင်ကားကြီးနဲ့တော်မှဒက်ခဲတာပုံတိုင်းကွန်းဖုံသွား ။ short light zone ဆိုတာလည်းအာရကတက်တော့ AA ရဲ့ specialist လို့လည်းပြောလို့ရတဲ့အခြေအနေပါ။ဆိုတော့ကျွန်တော်တို့အဲ့ဒီမှာရှိတဲ့စတိုင်းဌာနချုပ်ကိုတက်ခက်သိမ့်ပိုက်တဲ့ဒါရုပ်သံဗီဒီယိုဖိုင်တွေထွဲမှာဆိုရင်တကယ့်ကိုအချမ်းပန်းအတုံတီးွားတာကိုတွေ့ရမှာဖြစ်တယ်။ကျွန်တော်စတိုင်းဌာနချုပ်ထဲမှာရှိတဲ့ jump passive ခွေးတက်မှန်သမျှကိုလက်နဲ့ချီလက်နဲ့ငယ်ရင်းနဲ့ဒေရချက်ဒေရဆက်ဖူခွဲပြီးတော့ချိန်မွှားပြီးဟုတ်ပြီအသက်ရှင်ချမ်းသေးတဲ့ကောင်းလေးကို လော့စပီကလော့စပီကသေးလေးနဲ့អော်တယ်មីនូလက်နှချအញ្ញံခံ5မိနစ်အချိန်ပေးမယ်5မိနစ်ပြည့်ပြီလားတစ်စက္ကန့်အောင်အပေါ်မပေးဘူးအတကုံတက်တော့ကြတာဒါ ULA A ရဲ့ပြတ်သားတဲ့စစ်စင်ရေးစစ်ရေးတွေကိုကျွန်တော်တို့တွေ့ခဲ့ဘူးလားဒီချိန်နေမှာကြောက်ဖြူကိုအေကတက်ခိုက်တိမ့်ပိုက်တဲ့ပုံစံဟာ အပတ်မဲ့ဝင်းရမ်းပြီးတော့တဖြည်းဖြည်းချင်းရှေ့ကိုဆက်ပြီးတော့စိတ်အင်အားဖို့မလို့အဖက်နဲ့အလုံးကြီးမတုံးဆွဲပဲနဲ့တဖို့ဖို့တဖို့ဖို့တပြလိုက်ပြွတ်အတန်ပြန်ငြိမ်သွားလိုက်ရှေ့ကိုဆက်တိုးလိုက်စင်းချင်းလေးပြက်ကြည့်လိုက်ကိုဘကဘုံလာချေလိုက်ကြည့်လိုက်မယ်ဆိုတော့စစ်လေးကအေးနေတယ်အကျိုးလေးအေကရှိကိုတိုးဖို့အတွက်ဘာခက်ခဲရှိနေလဲဆိုပြီးတော့စိုးရင်စရာလေးတွေရှိပါတယ်ဒါပေမဲ့ သူ့အချိန်ကိုသူစောင့်တည်တာလို့ပဲကျွန်တော်ကတော့ယူဆမိပါတယ်အခု UL အင်ကအင်ကလုံးနဲ့အရင်နဲ့တက်ပြီးတော့လုံးနဲ့အချိန်မှာထုံးစံအတိုင်းပဲအားကမြေမှာကျမ်းမဖက်စစ်ခွေးတက်နဲ့ပတ်သက်သူမှန်မြတ်တကောင်းမအသက်ရှူခွင့်ရှင်တန်ခွင့်မပေးတဲ့အခြေအနေမှာအကျမ်းဖက်စစ်ခွေးတက်ညာနဲ့ချီပြီးတော့တည်ဆုံးခဲ့ရပြီးပါပြီ ဒီခေတ်ကျွန်တော်သတင်းပြောနေတဲ့ဒါဂျပန်အနည်းမှာပဲအကြမ်းဖက်ဖက်စစ်ခွေးတက်ကကောင်တွေအလုံးအရှင်းလိုက်အလူလဲခံစားနေရဒီချိန်နေတွေမှာအဲ့ဒီကြောင့်ပြုတရင်မှုဟာအလကတ်တော် AAC မှာအလင်းဝင်ဖို့လက်နက်ချဖို့သုံးဖြတ်ခဲ့တာကသူ့မှာအချက်နှစ်ချက်ရှိပါလိမ့်မယ်ပမာတိတ်ချက်ကသူ့ရဲ့ ဒါခေါင်းဆောင်ပိုင်းဟာလက်ရှိကျွန်တော်တို့တမမှု69နဲ့ပတ်သက်ပြီးတော့ပြီးတော့မတိုင်းချောင်းတရင်မှုနဲ့ပတ်သက်ပြီးတော့လုဆောင်ခဲ့တဲ့လုံရတွေ့သူလုံးဝမကြိုက်တာလဲပါမယ်။ငွေတွေက ULAA နဲ့ပူးပေါင်းမယ်ဆိုတဲ့အချို့တော့ခေါင်းဆောင်ပိုင်းတွေထဲမှာလက်ရှိတရင်မှုလဲကြံရပါဘောဗျာ။ပါခြင်းလဲပါကောင်းလဲပါနေပါလိမ့်မယ်။ဒါအပြင် ULAA ဟာ အချိန်ကလှုပ်ရှားလာတဲ့စည်ရင်မြင့်လိုက်တဲ့အချိန်မှာအခုလိုပဲခတ်တော့တော်ခတ်မြန်မြန်လေးတရင်မှုဥဆောင်ပြီးတော့လက်နဲ့ခြားလင်းဝင်လိုက်တယ်လို့တော့ကျွန်တော်ကတော့သုံးသပ်မိပါတယ်ကျွန်တော်မိပါရရဲ့အမြင်ကိုကျွန်တော်ရဲ့ဗီဒီယိုကွန်မန့်မှာရေးပေးခဲ့ပါဟုတ်ပြီဇောဆလီရဲ့နေ့ထိဂျမ်ပါစစ်ခွေးတက်ကလက်နဲ့ခြားအလင်းဝင်တဲ့သူ ဒီနေ့15ရက်နေ့နော်ကျွန်တော်မိဘမနေ့က14ရက်နေ့အထိလက်နက်ချအញ្ញံခံအလင်းဝင်လာတဲ့သူအယောက်40နီးပါးရှိတယ်လို့ကျွန်တော်တို့စီးရင်ရင်းမှာတွေ့ရှိရတယ်ဒါအပြင်ဂျန်ဖက်စစ်ခွေးတက်ရဲ့စခွေးအကောင်တရာကျော်ကျွန်တော်တို့အသေးရရှိထားတာတွေလည်းရှိတယ်လက်ရှိအချိန်ထိပွင့်လင်းလင်းပြောမယ်ဆိုတော့စရင်ကောက်ယူလို့မရလောက်အောင်ကိုပြန်ကျဲနေတယ်လို့လည်းဒေတာခန်တွေကပြောပြထားတာ ဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်တို့ကြောက်ပြူအမှတ်32တရင်းကိုအရတ်တော့ A ကပြင်းထန်တဲ့ထိုးစစ်ဆင်မှုတိုက်ခိုက်မှုတွေလုပ်လိုက်ပါလေအဲ့ဒီတိုက်ခိုက်မှုကအရန်ကိုပြင်းထန်တယ်လို့ကျွန်တော်တို့ပြန်လည်သိရှိထားရတယ်အဲ့တော့လုံရင်းနဲ့ဝင်တိုက်လိုက်တဲ့အချိန်နေမှာအချမ်းဖက်စစ်ခွေးတက်ရက်အကောင်40ကျော်လက်နက်နဲ့ကွာလက်နက်နဲ့တကွာဆိုတာကရှိရှိမြတ်ဆက်ဆက်ပစ္စည်းတွေအကုန်လုံးမှာ ဒီ ULA AA လက်ထဲကို ပေးရပြီးတော့အသက်ရှင်ဖို့အတွက်သူတို့တွေဆုံးဖြတ်ခဲ့ကြပါတယ်အဲ့ဒီမှာဖတိရမိထားတဲ့ဒူဘေအထဲမှာထူကြတဲ့အချက်နှစ်ချက်ပါတယ်တစ်အချက်ကလက်တလုံးမှာကျွန်တော်တို့ဒါတနင်္ဂနွေလုံးအတွင်းအတိုင်းတာနဲ့ကျွန်တော်တို့အာရခမြေပေါ်မှာအတင်းအားမှာစစ်မှုထမ်းခံထားရတဲ့ဒူဘေအများစုပါဝင်နေတယ်အရှိမလူတရာကျော်တည်ပြီးသွားပြီး စုစုပေါင်းဆိုရင်တော့လူ150 200နေပါရှိပါတယ်ကျွန်တော်ညီပါအဲ့ဒီလူ150 200နေပါမှမကြသေးခင်ကမှစင်မှုထံအပတ်စင်စင်တာတွေကောင်တွေပါဝင်တို့ဘုံမှုအဆင့်ထိပါဝင်နေလို့ကျွန်တော်တို့သိရှိထားရပါတယ်ဆိုတော့ကျွန်တော်တို့မှာဘယ်နှစ်ဖက်ပဲရှိပါတယ်ဓမ္မနဲ့အာရမဘက်ဘယ်ဘက်မှာယက်တီမှာလဲဆိုတော့ကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေပူးပေါင်းနေဆိုရင်တော့မြည်သည့်နေရာမှာ ဒါစည်ရေးပေါ်ပေါ်ပါစေကျွန်တော်တို့ရိတ်ခါတက်သွားတယ်ဆိုတာဒီနေ့အချိန်ကြီးမရှိသေးပါဘူးဒါလေးကိုလည်းပဲတစ်ဖက်ရုပ်ကကသူရဲ့တစ်ခါတစ်ခါဝင်ဝင်ပြီးတော့အနားထောင်နဲ့ဝင်ဝင်ပြီးတော့ခိုးကြည့်တဲ့အတွက်ကျွန်တော်ကမှတ်ချက်ပေးတာပါကျွန်တော်တို့မှာကရင်နယ်မြေမှာတိုက်ပွဲဝင်နေတယ်လို့ပြောအရကမြေမှာတိုက်ပွဲဝင်နေတယ်လို့ပြော KIA ATNLA စတဲ့ဗေနီယာမှာပဲတိုက်ပွဲပေါ်ဆောင်ပေါ်ဆောင်ကျွန်တော်တို့ကရိတ်ခါအပြည့်ဆိုတော့သူတို့မှာရခိုင်မြေပေါ်မှာ ရခိုင်မုတ်ဆိုင်မှာတော့မှမုတ်ထွက်ကိုမွေစားရတဲ့အချိန်တွေကရင်ပြည်နယ်မှာလည်းထုံလေးကောင်းမယ် KIA မှာလည်းထုံလေးကောင်းမယ်ကျွန်တော်ရဲ့ဇကားကိုဒေတာကန်တွေကြီးရှုနေတယ်ဆိုရင်ဒါထောက်ခံပါလိမ့်မယ်ယူပြီးပေါင်းလေးဝစ်ပြီးတော့ဗာလေကားလေးနဲ့ထွက်ပြီးတော့ဈေးဝယ်လို့ရိတ်ခါဝယ်လို့ရိတ်ခါတည်လို့ရသေးရလားဆိုတာသူတို့သိဆုံးဖြစ်မှာပါဟုတ်ပြီဒါဆိုရင်တော့လက်နက်ခဲယမ်းတွေဟာကျွန်တော်တို့ဒါလက်နက်သိမ်းပိုက်ထားတဲ့ အခြေအနေမှာလက်ရှိယာနဲ့ချီပြီးတော့တိစီရမိထားတာတွေရှိတယ်။ရေချောင်းကနေပြီးတော့တင်းမောတွေကဆင့်နက်နက်ခဲရန်တွေပို့ဆောင်တာအပါဝင်ဂျပန်စစ်ခွေးတက်ကဒါခွေးတက်သားယာနဲ့ချီပြီးတော့ပို့ဆောင်ပေးခဲ့တယ်လို့ကျွန်တော်တို့အရှေ့ရက်တွေမှာစုံစမ်းသိရှိထားရတာပါ။ဆိုတော့အဲ့ဒီလူတွေအကုန်လုံးကလက်ရှိအချိန်မှာတေတဲ့ကောင်ကတေပြီးတော့အလင်းဝင်လက်နက်ချတဲ့သူကလက်နက်ချလိုက်ပါပြီ။ဒါဆိုရင်တော့ ကျောင်းပြီးဝင်တဲ့အနီးမှာကျွန်တော်တို့အကျန်းဖက်စစ်ခွေးတက်တဲ့အရကတ်တော် AA တိုက်ဖိုက်တိုက်တိုက်ခိုက်မှုတွေကြားထဲမှာအကျန်းဖက်စစ်ခွေးတက်ရဲ့အဓိကစစ်ကန်၃လုံးကိုအရကတ်တော် AA ကတိုက်ခိုက်သိမ်းပိုက်ပြီးဖြစ်တဲ့အခြေအနေခုလည်းရှိနေပါတယ်ဆိုတော့ဒီတဲ့ပုံပြီးတော့ခိုင်မာတဲ့သတင်းတွေကိုအရကတ်တော် AA ရဲ့ထုတ်ပြန်ချက်တွေမှထပ်မံပြီးတော့တွေ့ရမှာဖြစ်တဲ့ ULA AA ရဲ့ထုတ်ပြန်ရင်လည်းရှင်းပါတယ်ရုပ်သံဗီဒီယိုနဲ့တော့ကဒီကြကြထုတ်ပြန်တာပါဟိုဘက်ကကောင်တွေကဗီဒီယိုဟောင်းတွေ အရင်တော့ရုပ်သံဖိုင်တွေပါဒါတွေကဘယ်တော့ကဘာညာဆိုပြီးတော့လိန်တက်မှန်တောက်တက်မှန်ညာတက်မှန်ကိုလည်းပဲကြုံတိုင်းသားကောင်းဆောင်တွေကတည်တဲ့အတွက်ရှင်းပါတယ်အဲ့ဒီကောင်တွေအကုန်လုံးကိုနမဲနဲ့တကွာအောက်မှာစာလမ်းမှာထိုးပြီးတော့ရုပ်သံမှတ်တမ်းတွေကို HD တကွာလုံးကိုဖြန့်ပလိုက်ခြင်းဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့အရကတော့ A ကတကယ်ကိုကျွမ်းကျင်တယ်ဗျာဟုတ်ပြီကျွန်တော်တို့အရကတော့ A ရဲ့စစ်စစ်ကစားမှုအောက်မှာ ီးတော့အချိန်ကလှူချမှုအောက်မှာကြာဆုံးခဲ့တဲ့အတွက်အဲ့ဒီတရင်မှုဥဆောင်ပြီးတော့တရင်တရင်လုံးအလင်းဝင်လိုက်တဲ့အခြေအနေကိုလည်းကျွန်တော်မိဘတွေကိုတင်ပြခဲ့တာကအရှိမတမမှု69ဒါဖန်စီချိန်သေးစစ်စစ်ခံရတဲ့အခြေအနေပြီးတော့ငတိုင်းချောင်းမှာရှိတဲ့တရင်မှုအပါအဝင်သူ့ရဲ့မိသားစုဝင်တွေအကုန်လုံးမှာဖန်စီထိန်သိမ်းစစ်စစ်ခံရတဲ့အခြေအနေအဲ့တော့ကျွန်တော်ကြောက်မှုမှာရှိတဲ့တရင်မှုသူ့ရဲ့ဆုံးဖြတ်ချက်ဟာ ဘာကြောင့်ဆုံးဖြတ်ခဲ့တာလဲဆိုတာကိုကျွန်တော်တို့မိဘတွေအဖြေတွေ့ပြီလို့တော့ကျွန်တော်မျှော်လင့်ပါတယ်ဒါဆိုရင်တော့အကြံဖက်စစ်ခွေတက်ဂျပုပြိုလဲနေပြီဆိုတော့နောက်ထပ်ဒီထက်ပုံမအင်အားများပြားစွာနဲ့ကျွန်တော်တို့ပြည်သူဘက်ကိုမျက်နာမူလာတော့မဲ့အခြေအနေကိုတော့ကျွန်တော်တို့ဒိန်းကောင်းစောင့်မြော်မှာဖြစ်တဲ့ပထမကျွန်တော်တို့ဒါတော်လိုင်းစတဲ့အချိန်မှာအချို့သောတုံးသက်သူတွေအများကြီးဝေဖန်တုံးသက်မှုတွေတွေ့ရပါတယ်ဒါတရင်မှုဥဆောင်ပြီးတော့အဗျောမှုဥဆောင်ပြီးတော့ပြောကြတာဗျာဒါဆက်ကမှုတွေဥဆောင်ပြီးတော့ ကျွန်တော်ပြည်သူ့ဘက်မှာမရက်တည်နိုင်ဘူးမစည်းလုံးနိုင်ဘူးဆိုတဲ့အခြေအနေတွေကိုလည်းပဲအချို့သုံးသက်သူတွေဝေဖန်သူတွေမှာကျွန်တော်တွေ့ရတာဖြစ်တယ်ဒါပေမဲ့အချိန်ကာလကြာလာတဲ့အမျှကျွန်တော်တော်လှန်ရေးအောင်ပွဲတွေနဲ့အတူအာနာယူအုပ်စုကြာဆုံးနေတာကိုသူတို့တပွင့်ဝင်ချင်းချင်းလဲတိလာခဲ့တဲ့အတွက်အခုလိုပဲအလင်းဝင်မှုတွေဇက်တိုက်ထမှန်ကြုံတွေ့ရဖို့ရှိဦးမယ်လို့တော့ကျွန်တော်ကပြောနေပါတယ်ဟုတ်ပြီနေရာတိုင်းမှာကောင်းတဲ့ကောင်းတွေရှိတယ်မကောင်းတဲ့ကောင်းတွေရှိတယ် နေရာတိုင်းမှာဒလန်တွေလည်းရှိတယ်နေရာတိုင်းမှာယူတွေလည်းရှိတယ်ဟောနေတိုင်းစားတော့လေသူတို့လည်းချောင်းလဲကျင်တာပေါ့အနေဆုံးအုပ်ချုပ်ရေးမှုပေါ့ဗျာအာကျွန်တော်တို့ကောင်းကောင်းသိပါတယ်ဒါကျွန်တော်တို့လည်းကျွန်တော်နိုင်ငံအတွင်းမှာနေထိုင်ခဲ့တဲ့သူတွေကိုဗျာစေအိမ်မှုတော့ဖြစ်ရင်တော့မှလေတန်းကပြောင်းသွားတာစေအိမ်မှုမပြောနဲ့နော်ကျွန်တော်မျိုးစေအိမ်မှုမိမစေအိမ်မှုသားမိတော်မှလေတန်းပြောင်းသွားတာတွေလည်းရှိတယ်စေအိမ်မှုဖြစ်တာနော်ဘာမှမဟုတ်ဘာစေမှမရှိဘူး အဲ့တော့ဒီလိုအချိန်တွေမှာကျွန်တော်ပတ်ဝန်းကျင်မှာဗျူတွေအကျွန်ဖက်စစ်ခွေးတက်ရဲ့လက်ကင်တုပ်တွေပြီးတော့စစ်ဘောကို special မှာနေတဲ့တက်ထောက်ခံသူတွေအများကြီးရှိမှာပါကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့သူတွေကျွန်တော်ရဲ့ဗီဒီယိုကွန်မန့်မှာ yes လို့ yes လေးပဲရေးပေးခဲ့ပါဆိုတော့ကျွန်တော်ရှင်းသတင်းတွေမှာပြောခဲ့ပြီးသားကျွန်တော်ပြည်သူ့ကော်မတီတစ်ဖက်ဝင်တွေဝင်လာပြီး hit ဆိုတဲ့အတန်ကြားနေအဲ့ကောင်တွေအကုန်လုံးချက်ပြောက်ငှက်ပြောက်ပျောက်သွားမှာဖြစ်တယ်အခုအဲ့ဒါရဲ့ဒါ ရှေ့ထွက်အောင်ပွဲလေးကိုကျွန်တော်တင်ပြပေးပါမယ်။ဒါကတော့ရွှေဘုံမြို့နယ်ဆေပင်ကျွန်းမှာရှိတဲ့ကျွန်တော်တို့ဘူစော်တီရွာကိုကျွန်တော်တော်လိုက်တစ်ဖွဲ့ဝင်နေစတင်တိုက်ခိုက်ပြီးတော့ကြည့်တဲ့တိုက်ပွဲတွေအတွင်းမှာချမ်ပတ်စစ်ခွေးတက်အထိုင်စကန်တစ်ခုလုံးကိုအပီးတက်တိုက်ခိုက်တိမ့်ပိုက်ပြီးတော့အဲ့ဒီရွှေဘိုမြို့နယ်အတွင်းကဆယ်ပင်ကျောင်းဘူစော်တီရွာကိုဖြူရှင်းလင်းရေးလှုပ်ဆောင်ခဲ့ပါတယ်။ဟာကိုရှင်းလင်းဖြူရှင်းလင်းရေးဘယ်လိုလုပ်တာလဲ ျွန်တော်ရွာထဲမှာရှိတဲ့မိဘဖြစ်သူတွေကိုအတီးပေးလိုက်ပါတယ်ကျွန်တော်ကနေပြီးတော့ခေတ္တခဏထွက်ခွာပေးဖို့ဆိုတော့ရွာထဲမှာရှိတဲ့ကျွန်တော်မိဘဖြစ်သူတွေကကျွန်တော်ပြည်သူ့ကော်မတီတစ်ဖွဲ့ဝင်နေအပြည့်ဟောပူပေါင်းပြီးတော့ကောင်းကောင်းမွန်မွန်ဒါသူရဲ့ဒါကလေးတွေကိုလက်ဆွဲအတူရထုတ်တယ်လေအများကြီးတည်ဆောင်လို့ပေါ့လူပဲထွက်ကိုင်းတာအိမ်တွေကိုဘာမှကျွန်တော်တို့ကဒါဝင်းရောက်ရှာဖွေတာတွေဖြတ်စီးတာဘာမှမရှိဘူးသူတို့ကယုံကြည်ပြီးသားသူတို့ဒေသခံပြည်သူ့ကော်မတီတစ်ဖွဲ့ဝင်တွေကိုယုံကြည်မှုအပြည့်ရှိပြီးသား ဆိုတော့အားလုံးဖတ်သွားတယ်ဖတ်တဲ့လူတွေထဲမှာမှဘယ်ကောင်ဟာပြူလဲဆိုတာကိုကျွန်တော်ဒေတာကန်ကဝေးတစ်ဖွဲ့ဝင်တွေကသိပြီးသားဘာကြောင့်သိတာလဲကျွန်တော်တို့ပြည်သူရှိမှအဲ့ဒီသတင်းကရှိပြီးသားအဲ့တော့မင်းတို့အကုန်လုံးညီကြီးပေါ်မှာဝင်ရမှောက်တန်းစီနေစမ်းအကုန်လုံးပေါင်းလိုက်တော့စုစုပေါင်း78កောင်ဆောက်ရောအရာတဲမှာပြူ78កောင်ရှိတယ်ဒါတော့ဖပေးွားတဲ့កောင်တွေရှိသေးတယ်เนาะကျွန်တော်မြင်ပါ ဒါဆိုရင်ကျွန်တော်တို့မျိုးသိမ့်တိုက်ပွဲတွေကျွန်တော်တို့ရဲ့ဒါမွေးရဲ့မြေတွေကျွန်တော်တို့ရဲ့မြို့ပြကိုပြန်ရောက်လာတဲ့အချိန်မှာယူဆိုတဲ့ကောင်တွေလူမိုက်ပါဆိုတဲ့ကောင်တွေပြီးတော့ဂျုံဘာဝနေတဲ့ကောင်တွေရဲ့အဖြစ်ကိုကျွန်တော်မိပါတယ်စိတ်ကူးနေတာပုံဖော်ကြည့်ပေးကျွန်တော်တို့ကပြောပြီးသားဒီတိုက်ပွဲကအမြင့်ပါမကျန်မြေလန်တဲ့တိုက်ပွဲဖြစ်တယ်ကျွန်တော်တို့ကတော့ရှင်းစရာရှိတာကိုရှင်းသွားမှာ ဲ့ချိန်ကျရင်တော့ရက်ဆက်တယ်မလုံနဲ့ပေါ့ဗျာဒါဆိုရင်တော့ဒီကနေ့မှအကျန်းဖက်စိတ်ခွေးတက်တဲ့ငပြူကောင်းလေးဒါပူပေါင်းတဆွဲထားတဲ့ဒါဗျူရောကိုတော့တစ်ခိုက်သိမ့်ပိုက်ပြီးတော့ရှင်းလင်းရေးလှုပ်ဆောင်ခဲ့တယ်အဲ့ဒီရှင်းလင်းရေးမှာပြည်သူနဲ့ဗျူနဲ့ခွဲခြားနိုင်ခဲ့တဲ့ဖြစ်စဉ်အဲ့ဒီရုပ်သံဗီဒီယိုဖိုင်ကိုကျွန်တော်ရဲ့ Telegram မှာတင်ထားပါတယ်ကျွန်တော်မြင်ပါတယ်ရှင်းရှင်းလင်းလင်းမြင်တွေ့ရမှာဖြစ်တယ်မကြည့်ရသေးတဲ့သူတွေကျွန်တော်ရဲ့ဒါ Telegram မှာ join ပြီးတော့ဝင်အောင်ကြည့်ရှုပေးပါကျွန်တော်ပြည်သူ ဟာကျွန်တော်ပြည်သူ့ကော်မတီတစ်ဖွဲ့ဝင်ယူဘလောက်အထိတံမိုးထားလဲဘလောက်အထိချစ်တယ်ဘလောက်အထိပူပေါင်းဆောင်ရွက်မှုရှိလဲဆိုတာကိုအဲ့ဒီရုပ်သံ view file မှာပဲဝင်အောင်ကြည့်ရှုပေးပါအဲ့ဒီ viewer ကိုတစ်ခါတင်ပိုက်တဲ့အခြေအနေမှာလဲကျွန်တော်ဖတ်စစ်ခွေတက်ကဝိုင်းကျွဲဘုံဒီပေါင်းစပိုးလုံးကျဲချတက်ခိုက်ပြီးတော့ခုခံမှုတွေလုပ်ခဲ့ပေမဲ့ကျွန်တော်ပြည်သူ့ကော်မတီတစ်ဖွဲ့ဝင်တွေပူပေါင်းထားတဲ့အဲ့ဒီစစ်စင်ရေး အဲ့ဒီစစ်စင်ရေးမှာရွှေဘိုခိုင်အမှတ်23 78 25 26 90 36 10 37တရင်တွေနဲ့နယ်မြေပါကပါတို့ပူပေါင်းပြီးတော့အပြူကောင်တွေရှင်းလင်းရေးလှုပ်ဆောင်နိုင်ငံချင်းဖြစ်ပါတယ်ဒါကရှေဂျီနမိတ်လက္ခဏာတွေဖြစ်တဲ့အကြောင်းကိုအကြောင်းဖက်စစ်ခွေးတက်ဘောလို့ special yes special guide special ငုံနေတဲ့ကောင်တွေနဲ့တောက်တိုင်အတွက်ကိုမိသားစုမျက်နှာမှမထောက် ကိုတပိုးလေးကိုကြည်ပြီးတော့လောက်ကန်စားတော့တောင်းရန်ငွေညှစ်ပြိနေနေတဲ့ကောင်တွေဟာအချိန်မှာအခုလိုဖြစ်ရမျိုးနဲ့တေချာပေါ့ကြုံတွေ့ရမှာဖြစ်တဲ့အကြောင်းကိုတင်ပြခြင်းနဲ့ဒီနေ့ရဲ့ဗီဒီယိုကိုဆုံးသက်ပါစေ။နောက်လာတဲ့ဗီဒီယိုကိုဒီထက်ပိုကောင်းအောင်ကျွန်တော်အမြဲတမ်းစူးစမ်းပေးပါမယ်။လန်ဒန်ဘေးစီပီကပီကြောင်းအနေနဲ့ကျွန်တော်နိုင်ငံတွင်းမှာရှိတဲ့မိဘတအူးချင်းစီတိုင်းဘေးရနဲ့ကင်းရှင်းပါစေအောင်လေးလေးနဲ့စူတောင်းခြင်းနဲ့ကျွန်တော်ရဲဝါရှင်းလေးပါ။